ာစီလိုနာအသင်းနဲ့ PSG အသင်းတို့ဟာအကြိတ်အနယ်ပွဲကောင်းတစ်ပွဲကိုကစားခဲ့ပြီးတော့ဒီစနစ်အရေးအသွေးမြင့်မားစွာ မြင်တွေ့ခဲ့ရပါတယ်။ဘာစီလိုနာအသင်းကတပွဲလုံးကစားအားကိုတသမတ်တည်းထိန်းထားမနိုင်ခဲ့ပေနဲ့ PSG အသင်းကတော့ပွဲအခြေအနေပေါ်မူတည်လို့အကောင်းဆုံးတုံ့ပြန်က အနိုင်ရလက်ရယူသွားခဲ့တာဖြစ်တယ်။ဒီပွဲစဉ်မှာဘာကြောင့် PSG အနိုင်ရရှိခဲ့တာလဲဒီနသင်းရဲ့ဂျားကကွာခြားချက်တွေကဘာတွေလဲဆိုတဲ့အကြောင်းကိုဒီဗီဒီယိုကနေသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုတော့ Wine Expert ကနေအတီးကကူညီပံ့ပိုးပေးထားပါတယ်။အလုံးမဲမင်္ဂလာပါစီတူအိုဖီနီယိုကနေကြိုးဆိုလိုက်ပါရဲချန်ပီယံလိပွဲစဉ်နှစ်ရအကောင်းဆုံးပွဲတစ်ပွဲကို ဘာစီလိုနာနဲ့ PSG တို့ကစားခဲ့တယ်။ပွဲကပထမပိုင်းဒုတိယပိုင်းအသွင်လေးတွေတော့မတူဘူးပထမပိုင်းမှာပိုပြီးတော့ဒီ control gain တွေကိုမြင်တွေ့ရတယ် PSG အသင်းကတော့ပွဲအခြေအနေပေါ်မူတည်လို့အလိုက်တင်ပြောင်းလဲခဲ့တယ် Louis Enrique ကလည်းအမှန်ကန်ဆုံးချင်းကပ်နိုင်ခဲ့တာကိုတွေ့ရတယ်အဲ့တော့ဒီပွဲနိုင်ရလက်က PSG နဲ့ Louis Enrique အတွက်တော်တော်လေး tight တယ်လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာသူတို့ရဲ့အဓိကတိုက်စစ်ကစားသမား၃ယောက်မပါဝင်ဘူး ခွင်းလက်ဆာသမဂျော်နေဗစ်မပါဝင်ဘူးအသင်းကောင်းဆောင်မိုက်ကင်းညိုးစ်မပါဝင်ဒီအခြေအနေကနေဘာစီလိုနာအသင်းရဲ့ကွင်းမှာအခုလိုရလက်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်တယ်ဘာစီလိုနာအသင်းကတော့ရော်ဖီညာမပါဝင်ပေမဲ့ဂျန်နက်ကစားသမအများစုပါဝင်နေတဲ့အတွက်ဒီပွဲရလက်ကိုမချစ်မရဲဖြစ်เสียဖြစ်ခဲ့တယ်ဗောနော်ဒါပေမဲ့တခုရှိတာကဘာစီလိုနာအသင်းရဲ့ပွဲပန်းမှုကတည်တာတယ်ဗောနော်အဲ့တော့လာလီဂါက ဒီနပွဲဆက်ကြားရက်လည်းကစားထားရတယ်အဲ့တော့ပွဲပတ်မှုကတည်တာတယ်အထူးသဖြင့်ပက်ဒရီပေါ့နော်အဲ့တော့ပက်ဒရီကပွဲချိန်မိနစ်80လောက်ကတည်းကသူကကြာနေပြီဘာစီလိုနာအသင်း triple substitution လုပ်တဲ့အချိန်မှာပက်ဒရီကတော်တော်လေး high နေအောင်တွေ့ရတယ်88 89လောက်မှာ panel နဲ့လူစားလဲဒါပေမဲ့အဲ့ဒီအချိန်ဒီမှာဘာစီလိုနာရဲ့ကစားဟန်တစ်ခုလုံးကစားကွက်တစ်ခုလုံးပြည့်ရွှင်သွားတာကိုမြင်တွေ့ရတယ်အဲ့နောက်ပိုင်းမှာ PSG ပို့ပြီးတော့ဒုက္ခပေးလာနိုင်တာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်တို့တပွဲလုံးကိုကြည့်မယ်ဆိုရင်တော့ သူ့အချိုးသူ့အကွေနဲ့ပွဲကလှပခဲ့တယ်အဲဒီဘာစီလိုနာအသင်းကတော့ပွဲစကြတဲ့ကတကယ့်ကို electrifying start နဲ့စတင်ခဲ့တယ်လာမင်ရှမားရဲ့တကယ့်မော်ဝင်ကကြိုးတွေပေါ့နော်အဲ့တော့ပထမပိုင်းမှာတော့လာမင်ရှမားစီကလည်းကျွန်တော်တို့အများကြီးမြင်တွေ့ခဲ့ရတယ်အဲပထမပိုင်းမှာဘာစီလိုနာရဲ့ကစားပွဲကပိုပြီးတော့ကြွားတက်နေတယ် PSG ကတော့အဲ့ဒီကြွားတက်နေတဲ့ကစားပွဲကိုထိန်းချုပ်ဖို့နဲ့ ိုယ့်ဘက်ကအခွင့်အရေးရရှိလာရင်ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ဂိမ်းကိုကစားခဲ့တယ်အဲ့ဒီကိုကစားခဲ့တာလဲကောင်းလဲကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဘာစလုနာအသင်းကအခွင့်ကိုမရခင်ကလေးကအခွင့်အရေးကောင်းနေရရှိနေခဲ့ပြီးတာပေါ့နော်အဲ့တော့တစ်ချိန်ကဒီလာမင်းရှမားရဲ့ traveler ပေါ့နော် traveler ဆိုတာကကျွန်တော်တို့အရက်ခေါ် site နဲ့ပို့ပြီးတော့ပြီးတာပေါ့လေအဲ့တော့ဒီပေးပို့မှုနဲ့အတူ foreign tourist လွတ်သွားတယ်ကိုသမားကို link ခောက်တယ်ကန်ထည့်တယ်စပန်ကြီး goal line clearance အကောင်းဆုံးလုပ်သွားခဲ့တဲ့အတွက်သာကိုမဝင်ခဲ့ခြင်းဖြစ်တယ်အဲ့တော့အဲ့ဒီဖြစ်ရတဲ့ဝန်ကျင်မှာ Lamine Yamal နဲ့ပတ်သက်တဲ့ခေါင်းခဲစရာတွေအများကြီးမြင်တွေ့ရတယ်ဟောဒီကစားသမားကတယောက်ချင်းဖြတ်ကျော်တာတကယ်ကိုပါရကူမြောက်တယ်ဟုတ်ပြီမကြော်ဘဲနဲ့လေခုနလိုမျိုးလှမ်းပြီးတော့ပေးနိုင်တယ်ဆိုတော့အရာကြီးကအရန်ကိုကြောက်ဖို့ကောင်းတယ်ကိုးသွားတဲ့အခြေအနေမှာလည်းဒီ Lamine Yamal က counter pressing ကောင်းကောင်းလုပ်ခဲ့တာကိုကျွန်တော်တို့မြင်တွေ့ရတယ်အဲ့တော့တော်တော်လေးပြည့်စုံတဲ့ကစားသမားပေါ့နော်အဲ့တော့ ဒီလိုမျိုးပါရမီမြောက်ချေဇွမ်းတွေပိုင်းဆိုင်ထားလို့အပြင်းထူနေတာမျိုးလည်းမဟုတ်ဘူး။ तू ကလူရမဲ့ဟာကိုလူတယ်၊ကန်ဆယ်လည်းလိုက်တယ်။ပြီးတော့ဒီကစားကွက်တိဆောက်တဲ့အခြေအနေတွေမှာလိုရရင်လိုရသလိုနောက်ကိုဆင်းတာမျိုးလည်းရှိတယ်။တစ်ချိန်တည်းမှာသူ့ရဲ့ magical touch တွေစစချင်းတော့ဆိုကစားသမား၄ယောက်လောက်ကိုလှည့်ပြီးတော့လိန်သွားတာမျိုးပေါ့နော်။အဲ့တော့အရင်ကြောက်ဖို့ကောင်းတယ်။ပြီးတော့ဒီအဲ့လိုမျိုးလိန်တဲ့ကစားသမားတွေရှိပါတယ်။ဒါပေမဲ့အဲ့လိုလိန်တဲ့ကစားသမားတွေကဒီလိုမျိုးကြီးကြောက်ဖို့ကောင်းတော့တဲ့ဖန်ဆင်းတွေမရှိဘူးပေါ့နော်။အဲ့တော့ခုန traveler နဲ့ပေးသလိုဒီလိုမျိုး behind the line တွေကို walk နဲ့ walk နဲ့ထိုးပေးတဲ့အကျင့်တွေအများကြီးရှိတယ်ပေါ့နော် Ferran Torres ကလည်းအဲ့ဒါကို fit ဒီ fit ပေးခြင်းကိုသူတောက်လျှောက်အစားကောက်ခဲ့တယ်အများကြီးတော့ဆက်လက်ဆွမ်းဆောင်နိုင်ခြင်းတော့မရှိဘူးဘာဖြစ်လို့လဲဆိုတော့ Barcelona အသင်းရဲ့တိုက်စစ်ကအဲဒီတောင်မန်တွေကိုအားမပြုဘဲနဲ့ central ကိုအရင်အာယုံဆိုင်ရတဲ့အနေအထားဖြစ်နေတယ်ပေါ့နော်အဲ့တော့ ဘတ်စုံတောင်းစုံတိုက်ခိုက်နိုင်ခြင်းမဟုတ်ခဲ့ဘူးပေါ့လေအဲ့တော့ PSG အနေနဲ့အသက်ရှူဝင်ရရှိခဲ့တယ်အဲတရဇက်အမြဲတမ်းဒီထိုးနှက်ခံရတာမဟုတ်ခဲ့ဘူးဒီချိန်ထဲမှာ PSG ကိုယ်တိုင်ကလည်းတကယ်ကိုကိုယ်ဘောလုံးကင်တဲ့အချိန်မှာအရင်ကောင်းအောင်ကစားနိုင်တဲ့အသင်းဖြစ်တယ်အဲ့တော့ဒီပွဲကတော်တော်ကြည့်ကောင်းတယ်ဘာလို့လဲဆိုတော့ကင်တဲ့ဘောလုံးကင်တဲ့အသင်းတိုင်းကိုယ့်ရဲ့ရီမန်းချက်ကိုပေါ်လျော်လုံးနိုင်တယ်အတက်ကင်အက်ရှင်တွေကိုအကောင်းဆုံးအသက်သွင်းနိုင်တယ်အဲ့တော့ဘယ်သူပဲရရပွဲရကြည့်လို့ကောင်းနေတယ် အဆုံးစွန်ဒီသွားလာကျွန်တော်တို့မြင်တွေ့ရတယ်အဲ့ဒီအီယောင်ဝါဖြစ်ပြီးတော့အလဲမာနေကကြောင်ယောက်ျားတွေပြက်တာမျိုးမဟုတ်ပဲね action တွေကိုကျွန်တော်တို့အများကြီးမြင်တွေ့ခဲ့ရတယ်ဗောနော်အဲ့တော့ဘာစီလိုနာအသင်းရဲ့ဦးဆောင်ဂိုးကတော့ဗီဒညာရဲ့အမားကနေရရှိခဲ့တယ်မှားခဲ့ပါတယ်ဗီဒညာကဒါပေမဲ့မှားသွားတာလည်းတကယ်သေကွင်းသေကွာမှားသွားတယ်လာမင်းရှမားရတယ်ပက်ဒရီကိုပေးလိုက်တယ်ပက်ဒရီကလည်းအကောင်းဆုံး force လုပ်လိုက်ပြီးတော့ rushford ကိုပေးတယ် rushford ပေးသွားတာကလည်းပိုးတော်ကောင်းသေးတယ်လူလည်းမကြုံဘူး foreign torres အကောင်းဆုံးပိတ်သွင်းသွားတယ်ဘာစီလိုနာ ဥဆောင်ကိုရရှိတယ်တော်တော်လေးတသက်ရရဖြစ်ခဲ့တဲ့ကိုဒီတွင်းသွားတဲ့အရာအလုံးက instant ပေါ့နော်ဗီဇာအရန်ကောင်းမွန်တဲ့ကစားသမားတွေရဲ့ချိတ်ဆက်မှုလို့ပြောရမယ်အစီအစဉ်ကျင်ညာသူကတော့ beautifully punished ဆိုပြီးတော့ပြောသွားတယ်ပေါ့နော်အဲ့တော့အဲ့ beautifully punished ဆိုတဲ့အရာကဒီမြင်ကွင်းကိုအကောင်းဆုံးပေါ်ပေါ်နိုင်လိမ့်မယ်လို့ထင်တယ်တစ်ချိန်တည်းမှာ PSG ကလည်းဘာစီလိုနာလှုပ်သမျှကိုလက်မြောက်ခံနေရတာမဟုတ်ဘူးသူတို့ လွတ်ရင်လွတ်တယ်လို့မျိုးပြန်လဲတိုက်ခိုက်နေတော့ကျွန်တော်တို့မြင်တွေ့ရတယ်အထူးသဖြင့်အမ်ဒီသူတို့ရဲ့ full back တွေပေါ့နော် Hakimi နဲ့ Nuno Mendes တပွဲလုံးမှာအကောင်းဆုံးပဲဒီပွဲရဲ့အဖြစ်ကိုထွက်သွားစေတဲ့အရာလို့ပြောလို့ရတယ်သူတို့ရဲ့တိုက်ခိုက်မှုတွေနဲ့အတူအ PSG တိုက်စစ်ကပုံပေါ်ခဲ့တယ် PSG မှာတိုက်စစ်မှာ Mayulu နဲ့ဒီ Empire ပေါ့နော်လူငယ်စားသမား2ယောက်ပါတယ်အဲပြီးတော့ Barcola Bradley Barcola ပေါ့နော်အဲ့တော့ဒီလူငယ်စားသမား2ယောက်နဲ့တောင်မှ ကြောက်ဖို့ကောင်းနေတော့ပဲဘာစီလိုနာခံစစ်ကလည်းသိရတိုင်းပဲတော်တော်လေးကိုပောက်ပြဲတဲ့နေရာမှာပါတယ်ပေါ့နော်အဲ့တော့ဒီနူနိုမန်ဒက်ရှီရဲ့တယောက်တည်းဆွဲထွက်သွားပြီးတော့ပိပူချင်းရနဲ့မာယူလူကတင်းငိမ်စွာအဆုံးသက်ကန်သွင်းခဲ့တယ်ပေါ့နော်အဲ့တော့နူနိုမန်ဒက်ထွက်သွားတဲ့ဖြစ်ရမှာကွန်ဒဲနဲ့အဲရီကာစီယာရဲ့ positioning ကတော်တော်လေးမေးခွန်းထုတ်ဖို့ကောင်းတယ်ပေါ့နော်အဲ့တော့အဲရီကာစီယာကဘာဖြစ်လို့အလားထောက်အလားလောက်ကြီးရောက်နေရလဲပေါ့နော်တော်တော်ဆိုးတဲ့ positioning လို့ပြောလို့ရတယ်ပြီးတော့ လွတ်သွားတဲ့နိုနိုမန်ဒက်ကခန်းစစ်ကစားလာမှကြီးပေါ့နော်အဲ့တော့အဲ့ဒီဒီညာချန်းကဒီ pressing နဲ့သူတို့နေရာယူပေါ်ဘယ်လိုလုပ်မှာလဲဆိုတဲ့အကြောင်းပေါ့လေအဲ့တော့ဒီလိုမားတွေကတော့မားရင်တော့ PSG အသင်းလိုမျိုးအသင်းကိုသွားမားရင်ပေးဆက်ရမှာပဲမန်ဒက်အကောင်းဆုံးဖန်တီးပေးခဲ့တယ်မာယူလူကလည်း Champion League Final မှာဂိုးသွင်းခဲ့တဲ့လူငယ်ကစားသမားလို့မပြောရအောင်ဒီအခွင့်အရေးကအရင်ကြီးကောင်းနေတာမဟုတ်ဘူးပေါ့နော်ဘယ်လိုပြောမလဲလွတ်တာတော့လွတ်တယ်သူ့ရဲ့ကိုယ်ကိုသူတဲ့လူတွေသူကကိုယ့်ရဲ့ကိုယ်ကိုကိုယ်ကိုယ်ကိုပြနိုင်ခဲ့တာကိုကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့တော်တော်လေးကောင်းတယ်အဲပထမမှာ11ဖြစ်တယ်ပြီးတော့21ဖြစ်နိုင်သေးတယ်ဒီလွတ်သွားတာပေါ့နော်ဘာကိုလာလွတ်ထွက်သွားတာဒီလို cross ဖြတ်ပြေးတာပေါ့နော်အဲ့ဒီလုံးကလည်းတော်တော်လေးကြောက်ဖို့ကောင်းတယ်ဘာစလိုနာခံစည်းရဲ့ပြဿနာကိုပြရတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာဘာကအဖြေလဲဆိုတော့ကျွန်တော်ရဲ့အမြင်က full back တွေပေါ့နော်အဲ့တော့ဘာစီလိုနာရဲ့ full back တွေကိုကြည့်လိုက်မယ်ဆိုရင်ခံစစ်ပိုင်းမှာ lower chat တွေရှိတယ်တစ်ချိန်တည်းမှာ tight set ကို overlapping and overlapping ထိရောက်အောင်မလုပ်နိုင်ခဲ့တာကိုမြင်တွေ့ရတယ်အဲ့တော့ခွန်တဲက ကမ္ဘာထိတ်ဆုံးတန်းမှာရှိနေတဲ့ full back တစ်ယောက်ပါဒါပေမဲ့ဒီပွဲမှာတော့လာမင်းဂျမားကိုသူအကူအညီအများကြီးမပေးနိုင်ခဲ့ဘူးအဲ့တော့အဲ့ဒါကိုကျွန်တော်တို့ mirror ပုံစံနဲ့ပြန်ကြည့်လို့ရတယ် PSG ဘက်က Nuno Mendes နဲ့ Hakimi ဘယ်လိုမျိုးလုပ်လို့တလဲပေါ့အော်ခံစစ်မှာလည်းသူတို့အမှားရင်မရှိဘူးရိုးရိုးကျွန်းကျွန်းနဲ့အများကြီး tackling လုပ်နိုင်ခဲ့တယ်ခံစစ်စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့တယ်တစ်ချိန်ထဲမှာတိုက်စစ်ကိုလည်းအများကြီးအမ်ကူညီနိုင်ခဲ့တာကိုကျွန်တော်တို့မြင်တွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ နိုနိုမန်ဒက်စ်ရဲ့အမ်လှုပ်ရှားမှုလှုပ်ရှားမှုတော်တော်လေးကောင်းတယ်ဟာကီမီကလည်းတော်တော်လေးကိုတိုက်စစ်ကိုကိုညနိုင်ခဲ့တာကိုကျွန်တော်မြင်တွေ့ရတယ်ဘာစီလိုနာဘက်ကပြန်ချင်ချိုရမာတင်ဘာမှမလုပ်နိုင်တော့မြင်တွေ့ရတယ်ပြီးရင်သူစီတိုက်ခိုက်ပြီဆိုရင်သူဒုက္ခရောက်နေတာကိုကျွန်တော်မြင်တွေ့ရတယ်ခွန်တဲကအမ်ပါယူတော့မနိုင်ဘူးပေါ့နော်လူငယ်စားသမားလေးအမ်ပါယူပွေနောက်ပြီးတော့တွန်းတက်တိုက်ခစားသွားတယ်ခွန်တဲပြာရခတ်နေရတာကိုကျွန်တော်မြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီအချက်က ွဲချင်းကြာလာတဲ့မြပုံပေါ်လာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ PSG ကဒီသူတို့ရဲ့တောင်မန်တွေကတကယ် first line ရတဲ့တော့မဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့ full back တွေမတရားကောင်းတဲ့အတွက်သူတို့ရဲ့တောင်မန်တိုက်စစ်ရဲ့ threat ကိုအမြင့်ဆုံးမြင့်တင်ထားတယ်ပုံစံမျိုးစုံနဲ့တိုက်စစ်ကိုအသက်သွင်းနိုင်အောင်အမြင်တွေ့ရတယ်ဘာစီလိုနာအသင်းဘက်ကကြာတော့သူတို့ရဲ့တိုက်စစ်ကစားသမားတွေလာမင်ရှမားနဲ့ rush ဖို့တော်တော်လေး ကောင်းတဲ့စာသမားဒါပေမဲ့သူတို့ဟာကူကယ်ရမယ့်နေသူတို့ကိုလိုက်ပြီးတော့ကူပေးတဲ့ supporting လုပ်ပြီးတော့ full back ရဲ့အဲဒီထောက်ဖို့ကိုကျွန်တော်တို့မမြင်တွေ့ရအောင်မမြင်တွေ့ရတဲ့အခါမှာဖက်တောက်တားဆီးဖို့လွယ်ကူခဲ့တယ်လာမင်းရှမာရိုရက်ရှ်ဖို့တော့ဖက်တောက်တားဆီးဖို့လွယ်ကူခဲ့တာကိုမြင်တွေ့ရတယ်ပြောမယ်ဆိုဒီပွဲမှာဘာစီလိုနာကအဲ့လိုမျိုး line တွေပြတ်သွားခဲ့တာကိုမြင်တွေ့ရတယ်သူတို့ပုံမှန်ကစားနေတယ်လို့မျိုးအမ်အရာအားလုံးစုဖွဲ့ပြီးတော့လွယ်လွယ်ကူကူတက်မှာကစားနိုင်ခဲ့ဘူးပေါ့နော်အဲ့တော့ဒီအတွက် full back တွေကိုတားဆီးခဲ့ခြင်းက အရေးပါတယ်လို့ကျွန်တော်ကတော့မြင်တယ်။တရားကပွဲအဖြေထဲမှာအရန်ကိုတိတာထင်ရှားတဲ့စွမ်းဆောင်ရည်အဖြစ်ကျွန်တော်ကတော့မြင်တယ်။ပြီးတော့နောက်ဆုံးအနိုင်ကိုပေါ့တကယ်တော့မနိုင်လည်းဘာမှဖြစ်ပါဘူး။တသိန်းစလုံးကဒီပွဲကိုတည်ရဆိုပြီးတော့ကစားနေတဲ့ပုံစံမျိုးကျွန်တော်တို့မြင်ရတယ်ပေါ့။ဒါပေမဲ့ PSG ကဒီ Patrick Truck ခွာသွားပြီးတဲ့နောက်ပိုင်းမှာလွယ်သွားတယ်ရန်ကစားပြီးတော့ဘာစီလိုနာတင်းရဲ့ channel ပေါ့အဲ့ဒီမိနစ်80မှာ Pedri မထွက်ဘူးဆိုရင်တောင်မှအဲ့ဒီမိနစ်80မှာလူစားလဲတာက Lewandowski ဝင်လာတယ်ပြီးတော့ ဒီ Alejandro Baldi ဝင်လာတယ်အဲဒေါက်တာဒီ၃ယောက်ဝင်လာခဲ့တာ Alejandro Baldi ရဲ့ဒီ Lewandowski ရဲ့ Casado ရဲ့ဝင်လာတယ်ပေါ့နော်အဲ့တော့ရှိတ်ပြက်ကြီးဖြစ်နေတယ် Barcelona ကဒီ Casado က Olmo နဲ့အဝင်လာဒါပေမဲ့ Casado က defensive midfield အဲ့ကိုယ်ကရရပြီပေါ့နော်အဲ့တော့ဘာသွားဖြစ်တယ်လဲဆိုတော့အဲ့ဒီဘာစီလိုနာရဲ့ပုံမှန် present shape ပြပြပြီဘာစီလိုနာကဒီ defend ပုံစံသွားမဲ့ အသွင်ပေါက်သွားတယ်ဒါပေမဲ့ defend ပုံစံဘာစားတတ်တဲ့အသင်ဘာစီလိုလာပါပြီးတော့ pedri နေရာကို panel ဝင်လာပို့ဆိုးသွားတယ်ပေါ့နော်အဲ့တော့အဲ့မှာ home ရတဲ့နေရာဖြစ်ပြီးတိုင်းပတ်သွားတာကိုကျွန်တော်တို့အကြီးအကျယ်မြင်တွေ့ရတယ် psg ကအဲ့ဒီအချိန်မှာတပွဲလုံးကို feed ညာရဲ့ကိုင်ချုပ်ကိုင်မှုနဲ့တောက်လျှောက်လွန်မှုကတောက်လျှောက်တိုက်ဆစ်ဆင်ခဲ့တယ်အောင်းလဲအောင်မြင်ခဲ့တယ်တလုံးပြီးတလုံးပေါ့နော်အဲ့နောက်ဆုံးအနိုင်ကိုမရခဲ့မှာလေတလုံးပြီးတလုံးလွတ်ခဲ့တာအောင်မြင်တွေ့ရတယ်လီကန်အင်ကန်လာတိုင်းထိသွားတာလည်းကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်အဲ့တော့လွတ်တယ်တော်တော်လေးကိုလွတ်တယ်အဲ့လွတ်ခြင်းကအခုနက Hansi Flick ရဲ့ triple substitution မှာကျွန်တော်တို့သွားပြီးတော့မြင်ရတယ်ပေါ့နော် Ferrero Torres ကဘယ်ဘက်ထွက်သွားလဲအဲ့တော့ Ferrero Torres ရဲ့အမြင်နှုန်းလောက်ကို Hakimi ကကြောက်နေစရာမလို့ Rashford ကိုဆိုရင်တော့နည်းနည်းစဉ်းစားကြရလေးရှိတယ်ပေါ့နော်ဒါကတစ်ချက်ပြီးတော့ Jaro Martin ပဲဖြစ်ဖြစ် Alejandro Balde ပဲဖြစ်ဖြစ်သူတို့ကဒီဘက်ကိုပြန်မလိုက်နိုင်သေးဘူး Barcelona ရဲ့ pay debt ကြီး Barcelona ရဲ့ set debt ကြီးကရှိုင်းသွားတယ်ပေါ့နော်ပြီးတော့ Queen Lemar ကလည်းသူတို့စုဖွဲ့နေကြပုံစံမဟုတ်တော့ဘဲနဲ့3 flat ကြီးဖြစ်နေတယ်နှစ်တက်မဟုတ်ဘဲနဲ့3 flat ကြီးဖြစ်နေတယ် ဲ့တော့အဲ့ဒါကလည်းပြဿနာတစ်ချက်အကြီးပါဆုံးပြဿနာကတော့ဘက်ထရီကိုထုတ်လိုက်ကြတာပေါ့နော်ဘက်ထရီကိုထုတ်လိုက်ရတာဖြစ်တဲ့အတွက်ပူပြီးတိုင်ပတ်သွားတယ်အဲ့တော့ PG လက်ခုပ်တွေရောက်သွားတယ် PG အချိန်မှာဒီအကောင်းဆုံးဂိုင်းတွေသွားတယ်တစ်ချိန်တည်းမှာဘာစီလိုနာကအဲ့လိုဟိုမရောက်ဒီမရောက်ဖြစ်နေတဲ့အချိန်မှာသူတို့ကမတည်ငြိမ်ဘာလို့လဲဆိုတော့ခန်းစစ်ကစားတာအရင်ညံ့တဲ့အသင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဘီနာမှာဟန်စီဖလစ်ကတော်လေးတော်သားပတ်ဝန်းနေတာကိုမြင်တွေ့ခဲ့ရတယ်အဖြစ်တင်ပေါ့နော်ပေးတဲ့ကိုကသူတို့က highlight highlight ဆိုရင် present တွေကိုလူလူတာတွေကို ဘယ်လိုပြောမလဲအကောင့်ထဲပေါ်အောင်အဖြေထွက်အောင်လူဖို့လူတယ်အဲ့လိုမလူဘူးဆိုရင်ကြစ်လျောင်တိစားဖို့လူတယ်အဲ့နှစ်ခုတည်းကတကူမလုပ်ရင်တော့အကြီးမားဆုံး punish လောက်ခံရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အလုတ်ခံလိုက်ရတယ်၊ကွင်းလေကနေဖီတင်ညာ၊ဟာကီမီရဲ့ပြည်တန်းကြောင့်တော့ထိုးပြဟာကီမီလွတ်သွားတယ်၊အလဲအိုပေးတယ်၊ဂွန်ဆာလိုရမ်ဘို့စ်အကောင်ဆုံးအဆုံးသတ်သွားတယ်။ဒီလိုနဲ့ပဲဘာစီလိုနာရှုံးသွားတယ်ပေါ့နော်။အဲ့တော့ဒီပွဲကနေကျွန်တော်တို့ပြန်ကောက်ရမယ်ဆိုရင်အရန်ကို highly technical ပွဲတစ်ခုကိုခန်းစားခဲ့ရတယ်။ဘာစီလိုနာအသင်းကတော့ပွဲရဲ့ တပွဲလုံးကိုတည်ငြိမ်စွာမကစားနိုင်ဘူးပွဲရဲ့အခြေအနေအမျိုးမျိုးမှာသူတို့ဟာကြီးရင်မှုတွေရှိခဲ့တယ် PSG အသင်းကတော့ကြီးရင်မှုနေပါခဲ့ပြီးတော့ပွဲရဲ့အခြေအနေအမျိုးမျိုးမှာဘယ်ကွေးကိုဘယ်တက်နဲ့လွန်မယ်ဘယ်ကွေးကိုဘယ်တက်နဲ့လွန်မယ်ဆိုတဲ့အပိုင်းထူးကျွန်းပြောင်ရောက်ခဲ့တာကိုတွေ့ရတယ်လူစားလဲမှုတွေလည်းမှန်ကန်ခဲ့တယ်ပြီးတော့အဲဒီ Louis Enrique ရဲ့ပြောင်ရောက်တဲ့လူစားလဲမှုပေါ့နော်အနီကက်တီလောက်တဲ့အနေထားပြောပေါ့နော်အဲ့တော့ဒီနေရာမှာ လူနိုမန်ဒက်စ်နောက်ပါတနည်းနဲ့နီးစပ်နေအဲ့တော့ဘာလုပ်လဲဆိုတော့မထုတ်လိုက်ဘူးဘာလို့လဲဆိုတော့ဒီကစားသမားအရန်ကောင်းတယ်အရန်အရေးပါတယ်အဲ့တော့ဘာလုပ်လဲဆိုတော့လူကက်ဆာလန်ဒက်ဆက်လိုက်တယ်လူနိုမန်ဒက်စ်ကိုဘယ်တော်မှတိုက်စစ်ပို့လိုက်တယ်ကောင်းနေတယ်မယ်လူနိုမန်ဒက်စ်ကတောက်ရှောက်ဒုက္ခပေးနေတော့မယ်သူ့ရဲ့ crossing တစ်ချိန်ဆိုဘယ်တော့အုံနောက်ကောင်းတယ်လဲဆိုရင် AC ဘင်အရှိကိုမတင်ဘူးဘောလုံးကိုထိန်းတယ်ထိန်းပြီးတော့မှ bloody box ရှိကိုချပစ်လိုက်တယ် Fabian Roos Beacon ကိုကိုတော့မကိုဘူးဒါပေမဲ့လူနိုမန်ဒက်စ်ရဲ့ညံရည်ကိုကျွန်တော်တို့မြင်ရတယ်နောက်တစ်လုံးလည်းအဲ့လိုပဲတောင်မန်းဆွဲပြေးလာတယ်ဒါပေမဲ့ ရှောက်ပြီးတော့မဖြစ်နိုင်တဲ့ဟာရှောက်ပေးမလို့စောင့်ပြီးတော့ဒီအလေတဲကိုပြန်ပြီးတော့တွင်ကောင်းကောင်းနဲ့ချပီးလိုက်တာကိုတွေ့ရတယ်။အဲ့တော့အဲ့လိုမျိုးချင်းချင်းပြောင်းလဲသုံးဆွဲတာပေါ့နော်။အဲ့တော့ကစားသမားရဲ့ကောင်းမွန်မှုကြောင့်လဲပါတာပေါ့လေ။ဒါပေမဲ့အဲ့ဒီအချက်ကိုပို့ပြီးတော့မြင်တွေ့ရတယ်။လက်ရှိကစားသမားတွေရဲ့ level peak ရောက်နေတဲ့အနေအထားချင်းရှင်းမယ်ဆိုရင်တော့ PSG က peak ရောက်နေတဲ့ကစားသမားပိုများနေရအောင်လက်ရှိအချိန်မှာ။အဲ့တော့ဘာစီလိုနာသင်းကတော့ဒီ Patrick Rio Frankie Di Aung တို့ကိုအရင်အကူအလာမင်းရှမာတို့ကိုအရင်အကူရတဲ့အနေအထားပေါ့လေ။အဲ့တော့ဒီဟာကလည်းကွာသွားစေတယ်။ အပြီးတော့ဒီ full back တွေရဲ့ full back တွေရဲ့ဒီကိုညီပန့်ပုံမူပြီးတော့ကိုတောင်ကိုချေပုံအစရှိတဲ့ပြင်ဒီအရာတွေမှာတိတိသက်သက်ကွာဟာသွားခဲ့ပြီးတော့ပြက်ကြီးအသင်ကပွဲကိုတစားတစားနဲ့ပြန်ပြီးတော့ဝါမျိုးသွားလိုက်နေတာဖြစ်ပါတယ်အဲ့တော့ပြက်ကြီးအတွက်2-1ဆိုတဲ့ result ကတော်တော်လေး tight တယ်နဲ့တော်တော်လေးချိုးမြိန်နဲ့ Luis Enrique ပြီးတော့ဒီစူးစားကစားခဲ့တဲ့ကစားသမားတွေအတွက်စူးလက်လို့ပဲပြောရလိမ့်မယ်ဘာစီလိုနာအသင်းကတရင်နဲ့တော့ tight တယ်နဲ့ဒါပေမဲ့လေဒီသူတို့ရဲ့ ဒီခံစစ်နေဆိုရင်တော့ဒီ knock out stage တွေတကယ်ထိတ်တန့်အသင်းကြီးရင်ねကစားတဲ့အခါမှာတော်တော်လေးကောင်းခဲ့ရလိမ့်မယ်ခံစစ်ကအလွန်အကျွံပေါက်ပြဲနေတဲ့အဆင့်လို့ပြောလို့ရတယ်အဲရီကာစီယာကတပွဲလုံးမှာပြရာကိုခတ်နေကြပဲပေါ့နော်ကောင်းတဲ့အချိန်တွေလည်းရှိပါတယ်ပြီးတော့တိုက်စစ်ကိုပန့်ပိုးတဲ့အချိန်တွေကောင်းနိုင်လည်းရှိပါတယ်ဒါပေမဲ့လည်းကျွန်တော် overall defensive performance ကိုကြည့်မယ်ဆိုတော့တော်တော်လေးပြည့်ရွေးတာကိုတွေ့ရတယ်တကယ်လို့သာ PSG ရဲ့ original တိုက်စစ်ပေါ့နော် Kroos, Kriya, Osman Dembele ဒီကစားသမားတွေသာပါဝင်လာရင် ဒီဇိုင်းအတူတွေတို့သာပါဝင်လာရင်ဘယ်တော့တောင်ပြရခတ်လိုက်မလဲဆိုတာရင်းနှီးစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒါဘာစီလိုနာအသင်းရဲ့ခန်းစစ်ဆွမ်းဆောင်ရည်အနေထားဖြစ်တယ်အဲ့တော့အဲ့ဒီခန်းစစ်ဆွမ်းဆောင်အနေထားကိုပက်ဒရီနဲ့မိတ်ကပ်အုပ်ထားလို့မရဘူးလာလီဂါမှာကိုနဲ့အရန်ကွာတဲ့အသင်းတွေကိုပက်ဒရီဖရန်ကီတီယောင်လုံးနဲ့မိတ်ကပ်အုပ်ထားလို့ရတယ်ချန်ပီယံလိမှာတော့ဒါ expose ဖြစ်လာမယ်လို့ပြတာတဲ့ရှေ့ပြေးလက္ခဏာတွေလို့ဒီပွဲကပြောရပါလိမ့်မယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ